တချိန်ကပူတင်ဟာရုရှားစစ်တပ်ကိုစစ်ရေးပြီးခေတ်ကဖျော်ဖျဲဖြစ်နေတဲ့အခြေအနေကနေမဖြတ်စည်းနိုင်တဲ့စစ်တပ်တစ်ခုဖြစ်ပြောင်းလဲလိုက်တယ်လို့ယူဆခဲ့ကြပါဗါး2014ခုနှစ်မှာခရိုင်းမီးယားကိုတနတ်တစ်ချက်မှမဖောက်ဘဲသိမ်းပိုက်ခဲ့မှု2008ခုနှစ်မှာဂျော်ဂျီယာစစ်စင်ရေးနဲ့2021ခုနှစ်ထိဆက်လက်အောင်မြင်ခဲ့တဲ့စစ်ရေးအောင်ပွဲတွေဟာခရမ်လင်ရဲ့ကမ္ဘာစင်ပြေပေါ်ကအင်အားကိုထင်ဟပြတဲ့အောင်မြင်မှုတစ်စိတ်တွေအဖြစ်ရှုမြင်ခံခဲ့ရပါဗါး ဒါပေမဲ့ဒီဇက်ကြောင်းဟာစာရွက်ပေါ်မှာပဲအားကောင်းနေတဲ့အလှည့်ပြောင်းတစ်ခုသာဖြစ်ခဲ့ပါတယ်။2025ခုနှစ်ရောက်တဲ့အခါဒီအလှည့်ပြောင်းဟာပြိုကျလာနေပါပြီ။ရုရှားစစ်တပ်ဟာ၎င်းကိုပုံဖော်ခဲ့တဲ့ နိုင်ငံတော်လိုပဲအာဏာရှင်စနစ်ဆန်နဲ့ဗဟိုချုပ်ကန်မှုရှိတဲ့နဲ့အတွင်းပိုင်းမှာပုံတိုးနေပါတယ်။ဘျူရိုကရေစီရဲ့နှေးကွေးမှုအကျင့်ပြတ်ခြားစားမှုထိုက်တန်မှုမရှိခြင်းနဲ့အတွင်းပိုင်းစည်းကမ်းပြိုကွဲမှုတွေဟာဖုံးကွယ်ထားလို့မရတော့ပါဘူး။ ဒီလောက်ထိပဲဆိုးရွားလာတာမဟုတ်ပဲတက်သားတွေဗိုလ်ချုပ်တွေအစ်စ်မြင့်အရာရှိတွေပါစစ်ပွဲမှာပါဝင်ဖို့ငင်းဆိုနေကြပါတယ်စနေတွင်းကအကွဲကြောင်းတွေဟာအစုလိုက်ပြုံလိုက်နှုတ်ထွက်မှုတွေနဲ့အတူပုံမူကြီးထွားလာနေပါတယ်ခရမ်လင်ကဖိနှိပ်ဖို့ကြိုးစားနေတဲ့ဒီတိတ်ဆိတ်တဲ့ပုံကံမှုဟာရုရှားရဲ့စစ်ရေးဖွဲ့စည်းပုံမှာတမိုင်းတစ်လျှောက်အစိုးဆုံးပြောင်းလဲမှုတွေကတခုဖြစ်မှတ်သားထားပါတယ်တကယ်အမှန်တရားကတော့ရုရှားဟာစစ်မြေပြင်မှာပြင်ပရန်သူကိုသာမကဲ ၎င်းရဲ့အတွင်းပိုင်းဖွဲ့စည်းပုံရဲ့ပြိုကွဲမှုတွေကိုပါတိုက်ခိုက်နေရတာပါဒီအစုလိုက်အပြုံလိုက်နှုတ်ထွက်မှုလိုင်းဟာပူတင်အတွက်ကြီးမားတဲ့ထိတ်လန့်မှုတစ်ခုအဖြစ်ရောက်ရှိလာခဲ့ပါတယ်ရုရှားယာရှိတွေဘာကြောင့်စစ်တပ်ကနေထွက်ပြေးနေကြတာလဲယူကရိန်းစစ်ပွဲမှာဘာတွေဖြစ်ပွားခဲ့လဲဆိုတာဒီလိုကြီးမားတဲ့မကျေနပ်မှုတွေကိုဖြစ်ပေါ်စေခဲ့တာလဲဒီမြင့်တက်လာနေတဲ့ပုံကံမှုတွေကိုရင်ဆိုင်ဖို့ကရင်မလင်ကဘာတွေစီစဉ်ထားသလဲဗလာဒီမာပူတင်ရဲ့ယူကရိန်းပေါ်စစ်ရေးလှုပ်ရှားမှုဟာနှစ်ပေါင်းများစွာကတည်းက နိုင်ငံတကာနဲ့ရုရှားပြည်သူလူထုကြားမှာပြင်းထန်တဲ့ဆွေးနွေးခြင်းခုံမှုရဲ့အကြောင်းအရာဖြစ်ခဲ့ပါတယ်။လွန်ခဲ့တဲ့နှစ်20အတွင်းရုရှားဟာစာချုပ်စစ်သားဥယျာဉ်တိုးမြှင့်မှုရည်ရွယ်ထားတဲ့ professional စစ်တပ်ပုံစံကိုလက်ခံကျင့်သုံးမှုကြိုးစားခဲ့ပါတယ်။ဒါပေမဲ့ယူကရိန်းစစ်ပွဲရဲ့မမျှော်မှန်းထားတဲ့ကြာရှည်ကြာမြင့်မှုထောင်ထဲချီတဲ့ထိခိုက်ဒေဆုံးမှုတွေခက်ခဲတဲ့ရှေ့တန်းစစ်မြေပြင်အခြေအနေတွေနဲ့စီးပွားရေးပိတ်ဆို့မှုတွေရဲ့ PR တွေဟာစစ်တပ်ရဲ့ဓာတ်ရုပ်ဗီဒါဖွဲ့စည်းမှုကိုပြိုကွဲစေခဲ့ပါတယ်။ ။ဒါ့အပြင်ရုရှားလူအဖွဲ့အစည်းတွင်စစ်ပွဲရဲတရားဝင်မှုနဲ့ပတ်သက်တဲ့ကွဲလွဲမှုတွေဟာပုံမှန်နဲ့ဆိုင်လာနေပါတယ်။စစ်ပွဲဆမှာအထူးစစ်ဆင်ရေးဖြစ်တင်စားခံခဲ့ရတာဟာရုရှားပြည်သူတစိတ်တပိုင်းအတွက်လက်ခံနိုင်ပွဲမရှိတဲ့ဝင်တုံးဝင်ပိုးတစ်ခုဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ရှေ့တန်းစစ်မြေပြင်ကမီဂိုနဲ့တွေဟာမော်စကိုရဲ့ခံမတွေထဲမှာမရောက်ပေမဲ့ပြန်မလာတဲ့စစ်သားတွေရဲ့မိသားစုတွေလာစားနေပါပြီးထောက်ပံ့ပို့ဆောင်ရေးညံဖြင်းမှုနဲ့ရင်ဆိုင်နေရတဲ့တပ်ဖွဲ့တွေအရာရှိတွေနဲ့ သူတို့ရဲ့အထက်အရာရှိတွေကြားကသဘောထားကွဲလွဲမှုတွေဟာပုံမူဆိုးရွားလာနေပါတယ်။ဒီဖြစ်ရပ်တွေအားလုံးဟာ Kremlin ကိုသူ့ဘယ်တုန်းကမှမမျှော်လင့်ထားတဲ့အကြက်တဲတစ်ခုနဲ့ရင်ဆိုင်ရစေခဲ့တယ်လို့ဖြစ်နေပါတယ်။ရုရှားအရာရှိတွေနဲ့စစ်သားတွေဟာသူတို့ဖော်ပြတဲ့တရားမဝင်တဲ့စစ်ပွဲရဲ့တစိမ့်တစ်ပိုင်းဖြစ်နေရတာကိုပွင့်ပွင့်လင်းလင်းမကျေနပ်မှုတွေထုတ်ဖော်ပြောဆိုနေကြပြီးစစ်တပ်ကနေထွက်ခွာလိုနေကြပါတယ်။ဒါအပြင်ဒီမကျေနပ်မှုတွေဟာတိကျဖြစ်ရပ်တွေနဲ့ကန့်သတ်မှထားပဲ ပုံမှန်ကြီးထွားလာတဲ့ပုံကံမှုတစ်ခုအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ကျွန်တော်ဟာယူကရိန်းမှာတရားမဝင်တဲ့စစ်ပွဲရဲ့တစိမ့်တစ်ပိုင်းဖြစ်နေတယ်လို့ခံစားရတယ်လို့ရုရှားတပ်မတော်မှာတာဝန်ထမ်းဆောင်နေတဲ့အရာရှိတဦးကသူ့ရဲ့စိတ်ပြတ်အားငယ်မှုကိုဖော်ပြပြီးစစ်မှုရန်ကနေထွက်ခွာခွင့်တောင်းဆိုခဲ့ပါတယ်။ကျွန်တော်တို့ရဲ့တာဝန်ကရုရှားပြည်သူတွေကိုကာဝယ်ဖို့ဖြစ်တယ်။ဒါပေမဲ့ယူကရိန်းမှာဘာလုပ်နေရတာလဲလို့ရုရှားအရာရှိကမေးခွန်းထုတ်ခဲ့ပြီးဒါဟာမော်စကိုအတွက်အန္တရာယ်ရှိတဲ့အယူအဆပိုင်းဆိုင်ရာကွဲလွဲမှုတစ်ခုကိုအချက်ပြခဲ့ပါတယ်။ ဒီရုရှားယာရှိဟာသူ့ရဲ့တောင်းဆိုမှုတွေကိုလူထုကြဲကြဲပြန့်ပြန့်ကြားနိုင်ဖို့ social platform တွေပေါ်မှာတင်ခဲ့ပါတယ်။ဒီစစ်ပွဲမှာတရားဝင်အခြေခံမရှိဘူး။အယက်သားတွေကိုပြစ်မှတ်မထားသင့်ဘူး။ဒါပေမဲ့ကျွန်တော်တို့ရဲ့အထက်ယာရှိတွေကဖိအားပေးနေတယ်လို့အယာရှိတချို့ကပြောခဲ့ပါတယ်။အထူးသဖြင့်လူငယ်ယာရှိတွေဟာအင်တာနက်ခေတ်မှာကြီးပြင်းလာကြသူတွေဖြစ်ပြီးကမ္ဘာသတင်းရင်းမြစ်တွေကိုရယူနိုင်ကြပြီးဆိုဗီယက်ခေတ်ရဲ့တင်းကျပ်တဲ့ဝါရဖြန့်ချီရေးခွင်းဆက်တွေမှာမပြုစုပြိုးထောင်ခံခဲ့ရတဲ့သူတွေပါ။ သူတို့ရဲ့ကမ္ဘာအမြင်ဟာခရမလင်မျှော်လင့်ထားတဲ့ပြည်စုံတဲ့နာဂံမှုပုံစံနဲ့မကိုက်ညီနိုင်ပါဘူး။ဒါအပြင်ရုရှားစီးပွားရေးပေါ်ပိတ်ဆို့မှုတွေရဲ့တက်ရောက်မှုလာဆောင်တဲ့စုချင်းငွေတွေတန်ဖိုးကျဆင်းမှုနဲ့ရှေ့တန်းမှာရပ်ပေါင်းများစွာဒါမှမဟုတ်လာပေါင်းများစွာရှိနေရတဲ့ထောက်ပံ့ပို့ဆောင်ရေးအခက်အခဲတွေဟာဒီပြည်ထနာကိုပုံမှုဆိုးရွားစေပါတယ်။ဒီပတ်ဝန်းကျင်မှာရရှိတွေကဒီစစ်ပွဲကိုဘာကြောင့်ဆက်လုပ်နေရတာလဲကျွန်တော်ရဲ့မိသားစုကဘလို့ဖြစ်မလဲလို့အတန်ထွက်မေးခွန်းထုတ်နေတာဟာအံ့ဩစရာမဟုတ်ပါဘူး။ ိုင်ငံတကာမီဒီယာနဲ့လွတ်လပ်တဲ့ရုရှားသတင်းထောက်တွေရဲ့ဆိုအရ2022ခုနှစ်အကုန်မှာအရာရှိ3000ကနေ9000အထိစောစည်းစွာစစ်မှုရန်ကနေထွက်ခွာဖို့ဒါမှမဟုတ်စာချုပ်ဖြတ်သိမ်းဖို့ရှောက်ထားခဲ့ကြပါတယ်2023ခုနှစ်အစကတည်းကအနည်းဆုံးနောက်ထပ်လျှောက်လွှာ1500ထပ်မံတင်သွင်းခဲ့ပြီးစုစုပေါင်းဥယျာဉ်ဟာ6500ဝန်းကျင်ရှိမယ်လို့ခန့်မှန်းထားပါတယ်ဒီကနေ့ဟာရုရှားစစ်တပ်မှရှိတဲ့အလေအလတ်ဆင့်အရာရှိဥယျာဉ်နဲ့နှိုင်းယှဉ်ကြည့်တဲ့အခါ ပြန်မြ300ခိုင်နှုန်းကနေ400ခိုင်နှုန်းလောက်နှုတ်ထွက်ဖို့ကြိုးစားမှုလုံးကိုညွှန်ပြနေပါတယ်။လက်အောင်ငယ်သားတွေကို တင်းကျပ်တဲ့မိတ်တွေမပေးဘဲရှောင်ရှားတာမလို့အပ်တဲ့တိုက်ခိုက်မှုတွေကိုညင်းဆိုတာထောက်ပံ့ပို့ဆောင်ရေးအခက်အခဲတွေဒါမှမဟုတ်လူအင်အားပြက်လက်မှုတွေနဲ့ပတ်သက်ပြီးအထက်မိတ်ပေးသူတွေထံလျှို့ဝှက်စီရင်ခံတာတွေတင်ပြတာမျိုးတွေဟာလည်းအရာရှိတွေရဲ့ပုံကံမှုရဲ့အတိုင်းအတာအတွင်းထည့်သွင်းစဉ်းစားခံရပါတယ်။အထူးသဖြင့်ရှေ့ထဲမှာရှိတဲ့ဘိုလ်ကြီးနဲ့ဘိုလ်မှူးဆင့်တက်မှုတွေဟာ စစ်သားတွေရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာပင်ပန်းလွှမ်းနေမှုကိုအကြောင်းပြပြီးတိုက်ခိုက်မှုအစီအစဉ်တချို့ကိုအကောင့်ထဲမပေါ်ခဲ့တဲ့ဖြစ်ရပ်တွေရှိခဲ့တယ်လို့ဆိုပါတယ်။ဒီလိုဖြစ်ရပ်တွေဟာစုစုပေါင်းပုံကံမှုတစ်ခုထိမဖြစ်ပေါ်ခဲ့ရင်တော့ရုရှားစစ်တပ်ရဲ့စီစဉ်ထားတဲ့ထိုးစစ်တွေကိုအနှောက်အယှက်ဖြစ်စေခဲ့ရပါတယ်။တိကျတဲ့ကဏ္ဍတွေပေးဖို့ခက်ခဲပေမဲ့အနောက်တိုင်းထောက်လန်းရေးအစီရင်ခံစာတွေရအရာရှိအစ်စ်မှာအမိတ်မနာခံမှုဒါမှမဟုတ်ဒစိုက်တပိုင်းခုခံမှုတွေဟာအ ਨੇ စုံဒါသင်တဲ့ခြေတဲ့ဖြစ်တွေရှိခဲ့တယ်လို့ဖော်ပြပါတယ်။ တက်ကြကြီးတွေဟာတက်ဖွဲ့ရဲ့နေစဉ်လဲပတ်မှုမှာအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်ပါတယ်2023ခုနှစ်အလယ်ပိုင်းမှာတက်ကြကြီး300ကျော်ဟာသူတို့ရဲ့တက်ဖွဲ့တွေကိုစွန့်ခွာတာစုပ်ခွာဖို့အမိန်ပေးတာမတူညီတဲ့ရှေ့တန်းတွေမှာသူတို့ရဲ့အထက်အရာရှိတွေကိုပုံကန်တာမျိုးတွေမှာပါဝင်ခဲ့တယ်လို့သတင်းထွက်ခဲ့ပါတယ်ပုံကန်မှုတွေပြင်ထွက်ပြေးစွန့်ခွာမှုတွေနဲ့လက်နက်ချညံ့ခံမှုတွေဟာရုရှားစစ်တပ်အတွင်းမှာ နောက်ထပ်ကွဲရမှုတစ်ခုဖြစ်ပါတယ်ယူကရိန်းနဲ့အနောက်တိုင်းရင်းမြစ်တွေရဲ့အဆိုအရ2022ခုနှစ်ရဲ့ပထမ6လအတွင်း ရုရှားစစ်တပ်အတွင်းထွက်ပြေးဆုံးခွာမှုဒါမှမဟုတ်ခွင့်မပြုဘဲထွက်ခွာမှုအ ਨੇ ဆုံးတပေါင်းဝက်ဖြစ်ရရှိခဲ့တယ်လို့ခန့်မှန်းထားပါတယ်၂023ခုနှစ်အစကတည်းကပဋိပက္ခရဲ့ကြာရှည်လာမှုနဲ့ထိခိုက်သေးဆုံးမှုတိုးလာမှုတွေနဲ့အတူထပ်မံထွက်ပြေးဆုံးခွာမှုတပေါင်းအသစ်ထပ်မံဖြစ်ပေါ်ခဲ့တယ်လို့သတင်းထွက်ခဲ့ပါတယ်စုစုပေါင်းထွက်ပြေးဆုံးခွာမှုဥယေဟာအ ਨੇ ဆုံး၂ပေါင်းဝက်ရှိတယ်လို့ယူဆထားပေမဲ့ဒီကနေ့ထဲမှာခွင့်ရကနေပြန်မလာတဲ့စစ်သားတွေစီးကန်းဆိုင်ရာအကြောင်းပြချက်တွေနဲ့ရှေ့တန်းကနေထွက်ပြေးသူတွေနဲ့ ကိုယ်တိုင်သဘောဆန္ဒအရလက်လက်ချညံ့ခံသူတွေကိုထည့်သွင်းမထားပါဘူးတကယ့်ကိန်းဂဏန်းဟာဒီထက်ပိုများနိုင်ပါတယ်ယူကရိန်းကာဝေးဝန်ကြီးဌာနရဲ့အဆိုအရ2022ခုနှစ်နှောင်းပိုင်းကနေ2023ခုနှစ်အလယ်ပိုင်းအထိရုရှားစစ်သား12000ကျော်ဟာကိုယ်တိုင်သဘောဆန္ဒအရလက်လက်ချညံ့ခံခဲ့တယ်လို့ဆိုပါတယ်ဒီကဏန်းဟာအဓိကအဖြစ်ယူကရိန်းရဲ့စစ်ရေးထောက်လှမ်းရေးနဲ့လက်လက်ချညံ့ခံမှုကိုအားပေးတဲ့ပြည်သူ့လှုံ့ဆော်ရေးလှုပ်ရှားမှုအမျိုးမျိုးရဲ့ရလဒ်ဖြစ်ပါတယ် သူတို့ရဲ့သားတွေတေဆုံးသွားသလားဆိုတာမသိရပါမိ။သူတို့အားလုံး Kremlin နဲ့သူတို့ရဲ့အရာရှိတွေရဲ့လိန်ညာမှုတွေနဲ့လှစ်လျူရှုမှုတွေကြောင့်ဒေါသထွက်နေကြပါတယ်။သူတို့ကိုအဲ့ဒီကိုအသေးခံစစ်သားတွေဖြစ်ပို့ခံရတာလို့မိခင်တအူးကအော်ဟစ်ပြောဆိုပါတယ်။ဒီလိုမြင်ကွင်းတွေဟာဒီကျယ်ပြန့်တဲ့နိုင်ငံတော်မှာအနည်းနဲ့အများဖြစ်ပေါ်နေတာမှာတန်တရားမရှိပါဘူး။မိသားစုထောင်ပေါင်းများစွာဟာသူတို့ရဲ့စစ်မှုထမ်းဆင့်ခေါ်ခံရတဲ့သားတွေကိုဘယ်လာရုစ်မှာလေ့ကျင့်ရေးလုပ်ဖို့ပို့လိုက်တာမဟုတ်ဘဲ ်ယူကရိန်းရဲ့တပ်ဖြတ်ရာစစ်မြေပြင်တွေစီပို့ခံရတာကိုနားလည်လာကြပါတယ်။ရဲတပ်ဖွဲ့နဲ့စစ်ရေးဆန်ဆန်တပ်ဖွဲ့တွေဟာလမ်းမော်ကဆန္ဒပြသူတွေကိုဖမ်းဆီးနိုင်ပေမဲ့ရုရှားမိခင်တွေရဲ့အတန်ကိုတိတ်ဆိတ်စေလို့မရပါဘူး။ဒါဟာအမျိုးသမီးတွေပေါ်ပြင်းထန်တဲ့ခွဲခြားဆက်ဆံမှုရှိတဲ့လူအဖွဲ့အစည်းဖြစ်ပေမဲ့မိခင်တွေဟာထူးခြားတဲ့အခန်းကဏ္ဍတစ်ခုကိုထမ်းဆောင်နေကြပါတယ်။ရခင်ခေတ်တွေမှာစစ်ပွဲနဲ့ဂူလတ်အဂျင်စခန်းတွေရဲ့အကြောင်းမဲ့ဖွဲ့ဆုံးရှုံးမှုတွေကအမျိုးသားလူကြီးကိုတိတာသွားရော့ကြစေခဲ့ပြီး အမျိုးသမီးတွေကိုလူဦးရေမှာတိတာတဲ့အများစုဖြစ်ကြံရစ်စေခဲ့ပါတယ်။အကြမ်းဖက်မှုမရှိတဲ့အခြေအနေမှာတော့အရက်ဆွဲလန်းမှုဟာအမျိုးသားတွေရဲ့တပ်တန်းကိုအံ့ဩဖွယ်နှဲပါစေတဲ့တက်ရောက်မှုတစ်ခုကိုဖြစ်စေခဲ့ပါတယ်။အမျိုးသမီးတွေဟာထိတ်တန်းစစ်မှာမရှိတလို့ဖြစ်နေပေမဲ့ဒေတာစစ်မှာလူအဖွဲ့ကြီးရဲ့မန်နိုင်တွေဖြစ်ဆက်လက်တည်ရှိနေပါတယ်။ပူတင်ရဲ့စစ်ပွဲဟာဒီအမျိုးသမီးတွေရဲ့လေးစားမှုကိုဆုံးရှုံးစေခဲ့ပုံရပါတယ်။အာနာပိုင်တွေပေါ်သူတို့ရဲ့ပုံမှန်တန်တရားဝင်တဲ့စိတ်ထားမှာ သူ့ရဲ့အထူးစစ်စင်ရေးနဲ့ပတ်သက်ပြီးလိန်ညာခံရတဲ့ဒေါသတွေထပ်တိုးလာခဲ့ပါတယ်။ဒီရှုပ်ထွေးမှုဟာရုရှားတပ်ဖွဲ့တွေယူကရိန်းမှာအောင်မြင်မှာမဟုတ်ဘူးဆိုတဲ့သက်သေဖြစ်ပါတယ်။တကယ်တော့ဒီရှုပ်ထွေးမှုဟာရုရှားစစ်တပ်ဟာခရင်မလင်နဲ့ချိတ်ဆက်နေရတာကြောင့်ပုံမှုဆိုးရွားလာပါတယ်။ဗလာဒီမာပူတင်မှာစစ်ရေးနောက်ခံမရှိပေမဲ့2008ခုနှစ်ကစလို့အဆင့်အားလုံးရဲ့စစ်ရေးလေ့ကျင့်မှုနဲ့ပညာရေးဟာတိုးတက်လာခဲ့ပါတယ်။လေ့ကျင့်ရေးတွေပုံမှုပြုလုပ်ခဲ့ပြီးရုရှားရဲ့မတူညီတဲ့ဝန်ဆောင်မှုဌာနတွေက တပ်ဖွဲ့ဝင်တောင်းတဲ့ချီပါဝင်တဲ့အကြီးစားပူရဲလေ့ကျင့်ရေးတွေပြုလုပ်ခဲ့ပါတယ်။စစ်လင်ရေးဘူးတွေအတွက်ပြန်တန်းချိန်တွေတိုးလာခဲ့ပြီးလေယာဉ်တွေအတွက်ပုံမကောင်းမွန်တဲ့ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းစဉ်တွေကစပိုင်းဆိုင်ရာချုပ်ရင်းမှုတွေကိုရှော့ချပေးခဲ့တယ်လို့ဂျော်ဂျီယာနဲ့ဆီးရီးယားမှာတိုက်ပွဲဆုံးရှုံးမှုတွေကိုလည်းရှော့ချပေးခဲ့ပါတယ်။ဒါ့ပြင်မဲ့ဒါရီအားလုံးကိုအကြောင်းအရာနဲ့အတူကြည့်ရမှာပါ။အထူးတပ်ဖွဲ့အနေငယ်ကိုချန်လှပ်ထားရင်ရုရှားရဲ့လေ့ကျင့်ရေးနဲ့ထိန်းသိမ်းမှုစံနှုန်းတွေဟာရေဘူးရအဖြစ်အတန်မှန်ထက်မပိုခဲ့ပါဘူး။ ကမ္ဘာအကောင်ဆုံးစစ်တပ်တွေရဲ့အဆင့်ကိုဘယ်တော့မှမရောက်ရှိခဲ့ပါဘူး။လာသာတိုးမြင့်ပေးခဲ့ပြီးမြေရုရှားတပ်မတော်ဟာအရေးချင်းအမြင့်ဆုံးနဲ့ထပ်မြက်တဲ့ရုရှားလူငယ်တွေကိုအရက်ဘက်အလောက်ကင်ဈေးကွက်နဲ့ရှင်ပြိုင်မှုမှာဆွဲဆောင်နိုင်ဖို့မအောင်မြင်ခဲ့ပါဘူး။မိသားစုရှိတဲ့ရာရှိတွေအတွက်အိမ်ယာပြဿနာဟာဆက်လက်ရှိနေသေးဖြစ်ပြီးလာသာတွေဟာနှစ်ပေါင်းများစွာငွေကြေးဖောင်းပွားမှုမရှင်နိုင်ခဲ့ပါဘူး။တပ်ဖွဲ့အများစုမှအခြေအနေတွေညံ့ဖျင်းပြီးလူငယ်ရာရှိတွေကိုအထင်သေးစွာဆက်ဆံပြီး သူတို့ရဲ့အထက်ရာရှိတွေကမျက်နှာသာပေးမှုတွေပြသလေးရှိပါတယ်။မတည်ကြတဲ့အထောက်အထားတွေကစစ်တပ်ပြင်ပမှာအလုတ်ကန်ရှိတဲ့ရာရှိအများပြားဟာနှုတ်ထွက်သွားကြပါတယ်။2018ခုနှစ်မှာချီလီယန်တပ်မတွေလိုသေးငယ်တဲ့တပ်ဖွဲ့တွေမှာတော့ Zamplight တာဝန်ကိုပြန်လည်စတင်မှုဆုံးဖြတ်ချက်ဟာဆိုဗီယက်ခေတ်ကိုပြန်လည်တတိယစီပြီးနိုင်ငံတော်ကသူ့ရဲ့စစ်သားတွေရဲ့တစ္ဆာဆောင်သိမှုကိုတန်တရားဝင်နေတယ်ဆိုတာကိုပြသနေပါတယ်။မဖြစ်မနေစစ်မှုထမ်းရမှုဟာလူကြိုက်မများခဲ့ပါဘူး။ တက်နိုင်သူအများစုဟာဒီတာဝန်ကိုရှောင်ရှားဖို့လှုံ့ဆော်ကြပြီးအလွန်စိတ်ပြတ်အားငယ်နေသူတွေကတော့နိုင်ငံကနေထွက်ပြေးသွားကြသလိုတချို့ကစစ်မှုထမ်းရမှုကိုရှောင်ရှားဖို့ယူရချက်ရှိရှိသူတို့ကိုသူတို့ထိခိုက်စေတတ်ကြပါတယ်။တခါတည်းရန်ဆိုးရွားတဲ့အကျိုးဆက်တွေနဲ့စစ်သားတပ်တွေပေါ်ရက်ဆက်စွာနှိပ်စက်မှုတွေဟာကန့်တတ်ဖို့ကြိုးစားထားပေမဲ့ပြဿနာတစ်ခုဖြစ်ဆက်ရှိနေပါတယ်။၂008ခုနှစ်မှာမဖြစ်မနေစစ်မှုတန်းကာလကိုတစ်နှစ်တည်းအဖြစ်ထောက်ဝက်လျှော့ချခဲ့တာကြောင့်စစ်သားတအူးဟာလေ့ကျင့်ရေးပြီးတဲ့နောက်6လပဲတာဝန်ထမ်းဆောင်မှုအဆင့်အသင့်ဖြစ်ပါတယ်။ စစ်တပ်ကတိုက်ပွဲဆင်သင့်ဖြစ်တယ်လို့သတ်မှတ်တဲ့စစ်သားအများစုဟာစစ်မှုထမ်းခံရသူတွေမဟုတ်ပါဘူး။ဒါပေမဲ့အထူးကွန်မန်ဒိုတပ်ဖွဲ့တွေရဲ့လေးပုံတပုံခန့်ကိုစစ်မှုထမ်းခံရသူတွေကဖွဲ့စည်းထားပါတယ်။စစ်တပ်ဟာ2021ခုနှစ်မှာစစ်မှုထမ်းသူဦးရေကိုတသိန်းခွဲထိရှော့ချဖို့စီစဉ်ခဲ့ပေမဲ့ဒီပြစ်မှတ်ကိုမအောင်မြင်နိုင်ခဲ့ပါဘူး။ယူကရိန်းစစ်ပွဲဆက်လက်ဖြစ်ပေါ်နေတာနဲ့အမျှစိတ်မပါတဲ့စစ်မှုထမ်းသူတွေပုံမများပြားလာမှာဖြစ်ပြီးစစ်တပ်ဟာလေ့ကျင့်မှုနှေးပါပြီးစိတ်အားထက်သန်မှုနှေးပါတဲ့စစ်သားတွေပေါ်ပုံမအားကိုးလာရမှာပါ။ 2022ခုနှစ်စက်တင်ဘာလ22ရက်မှာပူတင်ကအရန်တပ်ဖွဲ့ဝင်3သိန်းကိုစစ်မှုထမ်းဖို့ခေါ်ယူခဲ့တာဟာစစ်မှုရန်ပြည်မီရေးကာလစတင်မှု10ရက်လုံမှာပဲဖြစ်ပြီးလူဝင်အားပြဿနာတွေကိုအလေးပေးအာရုံစိုက်စေခဲ့ပါတယ်။ပညာရှင်များတော်ကအရန်တပ်ဖွဲ့ဝင်3သိန်းနဲ့ချီတဲ့ဥယေကိုစစ်မှုထမ်းဖို့ဆိုတာအလွန်ခက်ခဲမယ်လို့ယုံကြည်ကြပါတယ်။အခုချိန်ထိလူနည်းစုလူမျိုးတွေပေါ်မမျှတသွားကြာရောက်နေပါတယ်။ဒီထဲမှာအရှိမြောင်ရာကူတီးယားကလှဲ့လေမွေးမြူရေးတမင်ထိန်သူတွေ ဆိုဗီယက်နဲ့ရုရှားဆိုရရဲ့ဖိနှိပ်မှုကို ကာလရှည်ခံစားခဲ့ရတဲ့ခရိုင်းမီးယားတတာလူမျိုးတွေနဲ့ကျိုးဆွယ်သိမ်းပိုင်မှုတွေအတန်ထွက်ဆန့်ကျင်ခဲ့သူတွေပါဝင်ပါတယ်။ဒီစစ်မှုထမ်းခံရသူတွေဟာစစ်မှန်တဲ့အရန်တပ်ဖွဲ့ဝင်တွေဖြစ်နေအောင်မှာပဲဖြစ်နိုင်ခြေကတော့ဒီအရန်တပ်ဖွဲ့ဝင်တွေကအနေငယ်သာလျှင် သူတို့ရဲ့တကယ့်စစ်မှုထမ်းကာလပြီးဆုံးခဲ့နှစ်တွေအတွင်းပုံမှန်လေ့ကျင့်မှုရရှိခဲ့ွယ်ရှိပါတယ်။ဒီတပ်ဖွဲ့တွေဟာမော်စကိုရဲ့စစ်ပွဲအတွက်အကူအညီပေးနိုင်ဖို့လာပေါင်းများစွာကြာအောင်မှာပါ။ စက်တင်ဘာလ29ရက်နေ့မှာသူ့ရဲ့အကြံပေးအဖွဲ့နဲ့ဗီဒီယိုကောတစ်ခုမှာပူတင်ကကလေးရှိတဲ့ဖခင်တွေနာတာရှည်ယောဂါရှိသူတွေစစ်မှုထမ်းအရွယ်ကျော်လွန်သူတွေစစ်မှုထမ်းစေခဲ့တဲ့အမားတွေကိုလူသိရှင်ကြားဝန်ခံခဲ့ပါတယ်။စစ်မှုထမ်းခံရတဲ့စစ်သားတွေရဲ့အချို့ဟာအလယ်လက်အရွယ်ရှိသူတွေဖြစ်ပြီးသူတို့ကိုတရိတ်ဆန်တွေလိုဆက်ဆံထားတာသူတို့ဘာသာစားတော့ဝယ်ယူရတာဟောင်းနံပြီးထိမ့်သိမ့်မှုညံဖြင်းတဲ့လက်နက်တွေအံဝင်တဲ့ဖက်နက်တွေနဲ့ယူနီဖောင်းတွေရရှိခဲ့တယ်လို့ညင်းညူခဲ့ကြပါတယ်။ တမရကဒီပြဿနာတွေကိုဒေတာဆိုင်ရာအုပ်ချုပ်ရေးမှုတွေနဲ့သူတို့ရဲ့လက်အောက်အရာရှိတွေစီလွှဲအပ်ခဲ့ပြီးသူ့ရဲ့မူဝါဒတွေကဒေတန္တရအစိုးရရဲ့စွမ်းရည်ကိုအားနည်းစေခဲ့တယ်ဆိုတာကိုဖော်ပြမှထားခဲ့ပါဘူးစစ်မှုထမ်းကြီးညာချက်ထုတ်ပြန်ပြီးပထမတစ်ပတ်အတွင်းရုရှားလူငယ်အ ਨੇ ဆုံး2သိန်းနဲ့သူတို့ရဲ့မိသားစုတွေဟာကာဂျစ်စတန်နဲ့မွန်ဂိုလီးယားလိုအိမ်နီးချင်းနိုင်ငံတွေစီကိုထွက်ပြေးခဲ့ကြပါတယ်ပိုဝေးတဲ့နေရာတွေစီထွက်ပြေးသူတွေဟာသူတို့ရဲ့နိုင်ငံသားတန်းပေါင်းများစွာနဲ့ပူးပေါင်းခဲ့ပါတယ် ဒီထဲကအများစုဟာလူငယ်တွေနဲ့ပညာတတ်များဖြစ်ပြီးပူတင်ရဲ့စစ်ပွဲကိုစန့်ကျင်ပေးပေးခဲ့ကြသူတွေပါလွန်ခဲ့တဲ့နှစ်အနည်းငယ်ကတည်းကယူကရိန်းစစ်တပ်ဟာကြီးမားတဲ့စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေခဲ့ရပါတယ်2006ခုနှစ်မှာရီမန်းချက်ကြီးတဲ့ပြုပင်ပြောင်းလဲရေးအစီအစဉ်တစ်ခုစတင်ခဲ့ပြီးမြေနိုင်ငံရေးမတည်ငြိမ်မှုအကျင့်ပြတ်ချဆမှုနဲ့အရင်းအမြစ်မလုံလောက်မှုတွေကြောင့်မအောင်မြင်ခဲ့ပါဘူးငွေကြေးဖောင်းပွားမှုနဲ့2008ခုနှစ်ကမ္ဘာ့ဘဏ္ဍာရေးအကျပ်တဲကြောင့်ဂျိုကျွင်းလာခဲ့ပါတယ် ဒီထိတ်ဆုံးကနေအောက်တိုပြုပြင်ပြောင်းလဲရေးဟာဖြစ်တယ်လို့စီစဉ်ခဲ့တာဖြစ်ပါတယ်။ယူကရိန်းဟာနောက်ဆုံးပေါ်နီးပညာနဲ့အဆင့်မြင့်အမိန့်ပေးထိန်းချုပ်မှုတွေနဲ့ပြည်စုံတဲ့ professional တပ်ဖွဲ့တစ်ခုဖန်တီးဖို့ကြိုးစားခဲ့ပေမဲ့အဖွဲ့ကြီးဆိုင်ရာနဲ့ရန်ပုံငွေကန့်သတ်ချက်တွေကိုဖိစံခဲ့တာပါ။2014ခုနှစ်မှာမော်စကိုနဲ့ခရိုင်းမီးယားနဲ့ဒွန်ဘတ်အပေါ်ရန်လိုမှုတွေကအာဏာပိုင်တွေကိုဒီအိမ်မက်ကနေလိုထစေခဲ့ပြီးယူကရိန်းတပ်မတော်ရဲ့လှည့်မြန်တဲ့အသွင်ပြောင်းမှုအတွက်အခင်းကျင်းဖန်တီးပေးခဲ့ပါတယ်။တမရ ပက်ထရိုပရိုရှန်ကိုကလက်ထက်မှာရေတက်နဲ့ကာဝယ်ရေးဆက်မှုလုပ်ငန်းပြုဝင်ပြောင်းလဲရေးတွေဟာအတွင်းပိုင်းစကားများရန်ဖြစ်မှုတွေနဲ့အာဂတိလိုက်စားမှုတွေကြောင့်မအောင်မြင်ခဲ့ပေမဲ့စစ်သား၄000ပါဝင်တဲ့တိကျအထူးတပ်ဖွဲ့တစ်ခုဖန်တီးမှုကတော့အောင်မြင်ခဲ့ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။